ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွက်အတွက်ကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမတော့ချူပါ။ဒီနေ့ဧပြီ26ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့စစ်ဖက်အကျဉ်းတောင်တွေနဲ့အချုပ်ခန်းတွေရဲ့စီမံခန့်ခွဲမှုမူပေါင်းတွေကိုကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့သတင်း ်ရလင်တန်သည့်ပြည်သူတွေအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးဥက္ကာအကူအညီအဖြစ်ကျပ်ငွေ3.1ဘီလီယံကျော်အထိထောက်ပံ့ထားတယ်ဆိုတဲ့သတင်း US Burma relations through the lens of resistant and resignant ဆွေးနွေးပွဲကိုနိုင်ငံသားရေးတူဝင်ကြီးဦးမိုးစောဦးတက်ရောက်ခဲ့တဲ့တွင်လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးအထူးတပ်ဖွဲ့ SSDF ရဲ့တင်းနှံအပတ်စဉ်၃တင်းနှံစင်ပွဲပြုလုပ်ခဲ့တဲ့တွင် ခိုင်းငံငင်ကြီးလှုပ်ပြီးချိန်ကစလို့ဧပြီ24ရက်အထိအကြမ်းဖက်စစ်ကောင်စီကတိုက်ခိုက်မှု209ကြိမ်ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းဝက်လက်မြို့ပေါ်မှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့နေရာတွေကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ် စစ်ဖက်အချင်းတောင်တွေနဲ့အချုပ်ခန်းတွေရဲ့စီမံခန့်ခွဲမှုမူပေါင်းတွေကိုကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့သတင်းကိုပထမအဆုံးတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကစစ်ဖက်အချင်းတောင်တွေနဲ့အချုပ်ခန်းများရဲ့စီမံခန့်ခွဲမှုသက်ဆိုင်ရာလုံထုံးလုံနီးမူပေါင်းတွေနဲ့အညီဖြစ်စေရေးအတွက်တည်မြဲအမိန့်ကို April 24ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကုတ်ကဲမှုအောက်မှာရှိတဲ့စစ်ဖက်အချင်းတောင်တွေနဲ့အချုပ်ခန်းတွေမှာပြည်တံကြားခံနေရသူ အချုပ်ခံနေရသူတွေနဲ့ပတ်သက်လို့ဥပဒေလုံထုံးလုံးပြီးစီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်တွေနဲ့အညီရာသင်ရထိုက်တဲ့အခွင့်အရေးတွေခံစားနိုင်ရင်းနဲ့အမှုတွေစစ်ဆေးရမှာစံကြမှုမရှိစေရတဲ့အတွက်စစ်ဥပဒေရုံးကစစ်ဆေးကြည့်ရှုဆောင်ရွက်ဖို့ကိစ္စတွေပါဝင်ပါတယ်။အဲ့လိုစစ်ဆေးကြည့်ရှုရမှာအကျဉ်းသားအချုပ်သားဥယျစံမာရေးစောင့်ရှောက်မှုနေထိုင်စားသောက်မှုစတဲ့အကျဉ်းသားအချုပ်သားအခွင့်အရေးများရရှိခြင်းရှိမှရှိရှိ အမှုများစုံစမ်းစစ်ဆေးရတွင်ကြံ့ကြောင်မှုရှိမရှိဥပဒေနဲ့အညီဖက်စီထိမ့်သိမ်းချုပ်နှောင်ထားခြင်းရှိမရှိတို့ကိုစီစဉ်ဆောင်ရွက်ရစတဲ့ညွှန်ကြားချက်တွေပါဝင်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆက်လက်ပြီးတော့နေလျင်တပ်သိပ်ပြည်သူတွေအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးအကအကူအညီအဖြစ်ကျပ်ငွေ3.1ဘီလီယံကျော်အထိထောက်ပံ့ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ငလျင်တန်သစ်ပြည်သူများအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးအကအကူအညီတွေကိုထောက်ပံ့ပေးလျက်ရှိရမှာအိမ်နောက်စုပေါင်း13,896စုအတွက်ကျပ်ငွေ3.1ဘီလီယံကျော်အထိထောက်ပံ့ထားနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနကထုတ်ပြန်အသိပေးထားပါတယ်အဆိုပါထောက်ပံ့မှုကဧပြီ23ရက်နေ့အထိထောက်ပံ့ကူညီမှုတွေဖြစ်ပြီးတော့မြို့နယ်ပေါင်း46မြို့နယ်မှာ အိမ်နောက်စုပေါင်း13,896စုအတွက်စက်သိန်းပေါင်း3,1696င်း63,930ချက်ကို ထောက်ပံ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ထောက်ပံ့ကူညီမှုများကို ကြည့်မယ်ဆိုရင်သခိုင်းတိုင်းအတွင်း4,129အိမ်နောက်စုအတွက်စက်883သန်းမန္တလေးတိုင်းအတွင်း6218အိမ်နောက်စုအတွက်ကျပ်1542တန် ကိုးတိုင်းအတွင်း1322အင်တောင်စုအတွက်ကျပ်296တန်းနေပြည်တော်အတွင်းရှိ803အင်တောင်စုအတွက်ကျပ်242တန်းနဲ့ရှမ်းတောင်ပိုင်းရှိ1424အင်တောင်စုအတွက်ကျပ်205တန်းလို့ဖြစ်ပါတယ်ဝင်ကြီးဌာနအနေဖြင့်သခိုင်းနဲ့လင်ကြီးကြောင့်ထိခိုက်ခံစားခဲ့ကြရတဲ့သခိုင်းမန္တလေးပဲခူးနေပြည်တော်နဲ့ရှမ်းတောင်ပိုင်းဒေသများရှိငလင်တန်သိပ်ပြည်သူများကိုမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များလူသားစာနာတာဝန်ခံများနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့အရေးပေါ်လူသားချင်းစာနာမှုအကူအညီများကိုထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ငလင်တက်ပြည်သူများအတွက်အရေးပေါ်လူသားချင်းစာနာထောက်ထားရေးအကူအညီများအပြင်အစောပိုင်းကာလပြည်လဲထူထောင်ရေးအတွက်လိုအပ်တဲ့ကဏ္ဍအလိုက်ထောက်ပံ့မှုများကိုလည်းတက်ဆိုင်ရာပြည်တွင်းပြည်ပအစိုးရမဟုတ်သောအဖွဲ့အစည်းများနိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းကာ အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ US Burma Relations Through the Lens of Resistance and Resilience ဆွေးနွေးပွဲကိုနိုင်ငံသားရေးဒူးဝင်ကြီးဦးမိုးစောဦးတက်ရောက်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ US Burma Relations Through the Lens of Resistance and Resilience ဆွေးနွေးပွဲကိုနိုင်ငံခြားရေးတူဝင်ကြီးဦးမိုးစောဦးတက်ရောက်ခဲ့တယ်လို့အမျိုးသားရေးညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။အဲ့ဒီဆွေးနွေးပွဲကို American ပြည်တော်စု Washington DC မြို့ရှိ George Washington University ရဲ့ Elliott School of International Affairs မှာကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမိုးစောဦးကတက်ရောက်ဆွေးနွေးခဲ့ပြီးမေးခွန်းတွေကိုပြန်လည်ဖြေကြားခဲ့ပါတယ်ရှင်။ထပ်မံပြီးတင်ဆက်ပေးမှာကတော့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ SSDF ရဲ့တင်နန်းအပတ်စဉ်သုံးတင်နန်းစင်ပွဲပြုလုပ်ခဲ့တဲ့တဲ့တင်ဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့ People's Police ရဲ့လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ်လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ SSDF ရဲ့တင်းနှံအပတ်စဉ်3တင်းနှံစင်ပွဲကိုမတ်လ31ရက်ကလွမြောက်နေပြည်တနေရာမှာပြုလုပ်ခဲ့ကြပါတယ်။အဆိုပါတင်းနှံစင်ပွဲအခမ်းအနားကိုပြည်သူ့ရဲတပ်ဖွဲ့ဒုတိယရဲချုပ်ထွန်းထွန်းဝင်းနဲ့နထိုးကြီးအမှတ်စဉ်30တရရင်မှုကိုစိုးအောင်နထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုသူရမိုးကုတ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ခံကိုတွတ်ပြီး အမရပူရာပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ခံကိုမိုးလွင်တို့တက်ရောက်ခဲ့ကြပါတယ်။လုံခြုံရေးနှင့်အစံဖတ်နိုင်နေအထူးတပ်ဖွဲ့ SSDF တင်နန်းကိုမိုးကုံ၊နောင်ချိုပြင်ဦးလွင်အမရပူရာမတရားနထိုးကြီးစတဲ့ဒေသတွေမှာရှိတဲ့ PDF ရဲဘော်များပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်။တင်နန်းကာလက၄လခန့်ကြာမြင့်ခဲ့ပြီးတော့ တင်နန်းမှာ SSDF အထူးတပ်ဖွဲ့ဝင်များကိုမျိုးပြစစ်စင်ရေးနဲ့အထူးတိုက်ခိုက်ရေးစစ်ပညာရပ်များကိုလေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်ရှင်။အခုတစ်ခါမှာတော့စကိုင်းနယ်နေကြီးလှုပ်ပြီးချိန်ကစလို့ April 24ရက်နေ့အကြမ်းဖက်စစ်ကောင်စီကတိုက်ခိုက်မှု209ကြိမ်ပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုပြောပြပါမယ်။ငလျင်အတီးအပြည့်ခန့်ရဲစဲကြောင်းကြေညာပေမဲ့ အကြမ်းဖက်စစ်ကောင်စီကတိုက်ခိုက်မှု182ကြိမ်ထက်မနည်းလှုပ်ဆောင်ခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကပြောပါတယ်။မက်စလာ28ရဲ့သကိုင်းကိုဗဟိုပြုပြီးတော့ငလျင်ကြီးလှုပ်ခတ်ပြီးချိန်ကစလို့ဧပြီ24ရက်အထိအကြမ်းဖက်စစ်တပ်ဟာအ ਨੇ ဆုံးတိုက်ခိုက်မှုပေါင်း200ကျော်ကြိမ်ပြုလုပ်ခဲ့ပြီးအဲ့ဒီအထက်မှာလေဆောင်းတိုက်ခိုက်မှုက140နဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု24ကျိမ်ပါဝင်တယ်လို့ ကုလသမဂ္ဂလူအဖွဲ့ရင်းရုံးရဲ့အချက်လက်တွေကို ကိုးကားပြီးရိုက်တာသတင်းဌာနကဖော်ပြပါဗျ။အဲ့ဒီအထက်ရမှာတိုက်ခိုက်မှု83ခုကို အကြက်ဖက်စစ်ကောင်စီကငလျင်တန်တဲ့ဒေသတွေမှာပြစ်လုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အပြစ်ခတ်ရစဲရေးမှာစည်ရေးလှုပ်ရှားမှုအလုံးကိုရပ်တန့်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုကိုပံ့ပိုးပေးဖို့ဖြစ်ပေမဲ့ဒါဟာဖြစ်မလာခဲ့ပါဘူးလို့ ုလသမဂ္ဂလူ့အခွင့်အရေးရုံးမြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ James Rothaver ကပြောပါတယ်ဆက်လက်ပြီးတော့ဝက်လက်မြို့ပေါ်မှာအကြမ်းဖက်စစ်တပ်အထိုင်းချတက်ဆွဲထားတဲ့နေရာတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝေးရောက်တိုက်ခိုက်ခဲ့တဲ့သတင်းကိုပြောပြပါမယ်စကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့ပေါ်မှာအကြမ်းဖက်စစ်တပ်အထိုင်ချတက်ဆွဲထားတဲ့နေရာတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဧပြီ25ရက်မနေ့ကဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ People Servant Revolution ဝက်လက်ထံမှာသိရပါတယ်။ဝက်လက်မျိုးပေါ်မှာအကြက်ဖက်စစ်ကောင်စီတက်ဆွဲထားတဲ့ရဲစခန်း၊မိသက်ယုံ၊ထွေအုပ်ယုံ၊ကင်းစခန်းနဲ့အခြားတက်ဆွဲထားတဲ့နေရာတွေကို drone တွေပဲတိုက်ခိုက်ခဲ့တယ်လို့ People Servant Revolution ဝက်လက်ကသတင်းထုတ်ပြန်ထားတာပါ။အဆိုပါတိုက်ခိုက်မှုကို People Servant Revolution ပြည်သူအစေခံတော်လှန်ရေးတပ်ဖွဲ့ဝက်လက်မြို့နယ်ပါကာဖာလှတော်တိုက်နယ်ပါကာဖာ and sign no drone တပ်ဖွဲ့ Phoenix Green Drone တပ်ဖွဲ့ SN Wireless ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ RG Drone တပ်ဖွဲ့တို့ပူးပေါင်းပြီးပြုလုပ်ခဲ့တာလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ပြည့်ချိန်မုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားပါမယ်။ ရေမဲ့ပေမျိုးနယ်မှာအောင်လန်းလွှင့်မီထောင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်းလွှင့်မီထောင်းသွင်းနေတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟင်ကျွင်းမှုတွေပြုလုပ်ခဲ့ကြတာပါ။ရေမဲ့ပေမျိုးနယ်မှာနောက်ပြန်မလှည့်သေးဒီတော်လှန်ရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက နောက်ပြန်မလှည့်ခြင်းဒီတော်လည်းရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါကတော့ April 26ရက်သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝပေးလူလုပ်ပေးဆိုတဲ့ဘေးနဲ့သွယ်ကနေကင်းဝေးနိုင်ကြပါစေရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။